ရှမ်းပြည်နယ်တောင်ပိုင်းမိုးပြဲပင်လောင်ဖက်ခုံဗတ်ချန်းကိုစစ်ကောင်မရှင်စစ်ကြောင်းတွေထတ်ထိုးလာလို့တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပါတယ်။မော်ရစ်သတင်းပေးပို့ထားပါရခင်ဗျာ။ချာ ရှမ်းပြည်နယ်တောင်ပိုင်းမိုးပေမြို့အခြေဆိုင်ခမရ၄၂၂နဲ့ဖေကုံအခြေဆိုင်ခမရ၃၃၆တက်တွေတဲကနေစစ်ကော်မရှင်နဲ့ PNO ပြည်သူ့စစ်ပူးပေါင်းစစ်ကြောင်းတွေထွက်လာလို့နိုဝင်ဘာပထမပတ်လောက်ကတည်းကစပြီးတိုက်ပွဲတွေပြင်းထန်လာနေတာဖြစ်တယ်လို့စစ်ရေးသတင်းမြစ်တွေကအတည်ပြုပါတယ်။မိုးပြဲမြို့ထဲမှာရှိနေတဲ့စစ်ကော်မရှင်တပ်တွေဟာမြို့အတွင်းပိုင်းနဲ့စက်တော်ဘက်ချမ်းတွေမှာအထိုင်ဆွဲထားရာကနေမိုးပြဲမြို့ရဲ့စိုးမိုးကုန်းတွေကိုပြန်ရဖို့အတွက်မြေပြင်အင်အားအပြင်လေကြောင်းပစ်ကူပါတုံးပြီးထိုးစစ်ဆင်လာတာလို့မိုးပြဲမှာရှိနေတဲ့ DPP ရဲ့စစ်ရေးရင်းမြစ်ကဆိုပါတယ်။ လောဆက်မိုးပြည့်ဖက်ကတော့မနေညလဲစော်စီထိတွေ့မှုရှိတယ်ပုံမှာတော့နိုင်ရွယ်အာတနိုင်ဝင်ကျင်တော့ထိတွေ့မှုတော့ပုံမှာပါပဲဒီနေတော့ရချင်လို့ပုံမှာတော့ရှိတယ်ပေါ့တော့ဒါပေမဲ့မနေညနဲ့ဒီရက်တော့ပုံပြီးပြင်းထန်တာပေါ့နော်လီရင်ပါလာကျဲဆိုတော့ပင်လောင်းဖေကုံပတ်အချမ်းမှာလဲပြီးခဲ့တဲ့လတော့ကစစ်ကော်မရှင်နဲ့ PNO ပြည်သူစစ်တွေမိဝင်ရှုခဲ့တဲ့ ဘောရံရွာမှာလက်ရှိတော်လိုင်းတက်တွေနဲ့ထိတွေ့မှုတွေဖြစ်နေတာလို့ဖေကုံမှာရှိနေတဲ့ DPP ရဲ့စီရင်ရေးကပြောပါရယ်ဘောရံရွာဟာပင်လောင်းဖေကုံအဆက်ကရွာတွေရဖြစ်ပြီးဘောရံရွာအပြင်တောင်စလုံးမြောက်စလုံးကျေးရွာတွေကိုအော်တိုဘာလာဇန်းပိုင်းတုန်းကစစ်ကော်မရှင်တက်တွေမီးဝင်ရှို့ခဲ့လို့ရွာလုံးကျွတ်ထွက်ပြေးခဲ့ရဘူးတဲ့ကျေးရွာတွေဖြစ်ပါတယ်ဒါအပြင်အခုတစ်ချိန်ထိုးစစ်မှာတော့အဲ့ရွာတွေကဒေသခံတွေကိုရေကောက်ပွဲမတိုင်ခင်နေရပြန်လာဖို့အတီးကျပ်ဖိအားပေးနေတဲ့အတွက်နေရပြန်သွားတဲ့လူတွေရှိတယ်လို့စီရင်ရေးကဆက်ရှင်းပြပါတယ်သူရဲ့ပြောပြချက်တွေကိုလုံခြုံရေးအရာ DPP သတင်း တောက်ကအတန်အစားထိုးဖတ်ထားပေးပါရခင်ဗျာသူတို့စစ်ကြောင်းတွေကပင်လောင်းဖဲ့ကုံမိုးပြဲလွမ်းကောလမ်းပိုင်းကိုထိန်းချုပ်ပြီးမိုးပြဲနဲ့ဖဲ့ကုံမြူတဲကိုပြည်သူတွေပြန်လာအောင်တော်လိုင်းတက်တွေထိန်းချုပ်ထားတဲ့ရွာတွေစစ်ဘေးကြောင်စခန်းတွေကိုလက်နက်ကြီးလေရင်တွေနဲ့ပစ်နေတဲ့အခြေအနေပါဖဲ့ကုံဘက်မှာတော့တချို့ပြန်နေနေတာရှိပေမဲ့မိုးပြဲဘက်ကတော့လုံးဝမရှိသေးပါဘူး မိုးပြမြို့ကိုစစ်ကော်မရှင်တပ်တွေကပြီးခဲ့တဲ့ဇူလိုင်လမှာပြန်သိမ်းနိုင်ခဲ့တာဖြစ်ပြီးမြို့ထဲမှာကြံနေတဲ့ခမရ၄နှစ်နှစ်ကနေအင်အားဖြည့်ပြီးအနည်းရှိကြေးရွာတွေနဲ့အာရှလမ်းမကြီးကိုပြန်ရဖို့ထိုးစစ်တွေပြန်ဆင်လာနေတာပါခရီးနီမြို့သားကာကွယ်ရေးတပ် KNDF ကထုတ်ပြန်ချက်အရဆိုရင်လွိုက်ခေါ်ဒီမော့ဆိုဖရူဆိုဘော်လခဲနဲ့ရှမ်းခရီးနီနယ်စပ်အဖွဲ့ကုံဘတ်တွေကိုအာနာသိန်းစစ်တပ်ကစစ်မျက်နှာ၅ခုဖွင့်ပြီးထိုးစစ်ဆင်လာနေတာလို့ထုတ်ပြန်ထားပါတယ်ခင်ဗျာကျွန်တော်မော်ရစ်ပါ